တနာလီတာဘီလိုတာမီဘာလဲဘယ်လိုလဲမြေကျအောင်ကြရလို့လားဒီလိုမျိုးလုပ်နေတာဒီမှာအဆူလေးဒီဆိုကိုရန်ကုန်တိုင်းလှတော်မှာမှတ်တမ်းဖြစ်ပေထားရှိတဲ့နယ်လို့တိုင်းဆိုရကပြန်ကြားခဲ့တဲ့အပေါ်မှာအဆိုရှင်ဒေါက်တာညညိုသိန်းကိုရိုင်းကလက်ခံခဲ့တာကြောင့်မှတ်တမ်းဖြစ်တာကြန့်ရှိခဲ့ပါတယ်။နေရာငှားရမ်းခရီပါ ခေတ်ကာလနဲ့ကိုက်ညီအောင်ပြောင်းလဲစာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်သလိုညာကျွန်းတော်ဥယျာဉ်ဆောက်လုပ်ရေးလုပ်ငန်းနဲ့အင်းလျာကံရည်တူးမြေဖို့လုပ်နေတဲ့ကိစ္စတွေကိုစုံစမ်းစစ်ဆေးဖို့အတွက်စီပင်တာယာရေးဌာနမှာအကြအဖွဲ့ရှိနေရာကြောင့်ဒေါက်တာညညိုတင်းဆိုကိုမှတ်တမ်းဖြစ်ထားရှိခဲ့တာဖြစ်ပါတယ် ရမုန်တိုင်းဒီတိုင်းတို့အဖွဲ့ရလဲကျေသလားတော့ဆန်ကရသဘာသာမှတင်းနေတော့တဲ့ရှားမူပါရပြင်းတော်လို့ရတယ်ငါမှဒီနေရာမူဦးမြတ်ကိုအောက်တော်နဲ့အဖွဲ့ဝင်ကလူပေါင်းချင်းနဲ့မြတ်တွန်းကဗန်းပြေမြင့်နဲ့ပတ်သက်လို့ပေါ့နဲ့ဆောင်းနေဘူးကျေအကတိမြင့်ကြီးများဟုတ်ပြီဒီလူကြီးတွေကရှိနေစသိဘောလုံးတိုင်းဟုတ်တဲ့ဒီတော့ဖွဲ့တဲ့ဒီဟောက်ဆန်ကဦးနဲ့ဆိုတော့ပါစတဲ့စသိများစသိခြင်းများအောင်ရည်ဒီပြပါကြောင်းနဲ့အမှုတိုင်းဒီတော့ဒီတို့အဖွဲ့နေနဲ့ တော်ညူသိင်းရဲ့အခုဆိုဒီသိင်းမပြုတ်ခင်ကပဲအခုတိုက်ပြည်သားကြီးသူ့ရဲ့အစီအမေတို့အကိစ္စပေါ်တောင်းပြီးဖြစ်လို့အဆိုရှင်တင်သိင်းတဲ့သူကိုလွတ်တော်မှာမှတ်တမ်းဖြစ်တာထားချင်းတင်မှာတောင်းပြပါပါ54ဒသမ916အေကရှိရဲ့မြကျွန်းတာဥယင်တွင်းမှာလုပ်ငန်းလုပ်ကင်မှုအတွက်1996ကနေ2021ခုနှစ်အထိကုမ္ပဏီ5ခုကို နှစ်ရှည်ငှားရမ်းခဲ့တဲ့ရန်ကုန်တိုင်းစစ်ဌာနချုပ်ဟာ 2010မှာတော့မြို့တော်စီမံတာယာရေးကုမ္ပဏီကိုထပ်ဆင့်လွှဲပေးခဲ့တာပါအဲ့ဒီနောက်ပိုင်းမှာတော့နောက်ထပ်ကုမ္ပဏီ3ခုကို စာချုပ်မပါဘဲထပ်ပေါင်းနှားရမ်းခဲ့ပါသေးတယ်2013ခုနှစ်ရောက်မှသာအဲ့ဒီကုမ္ပဏီ6ခုနဲ့မြို့တော် စီမံကြားမှာသဘောတူညီစာချုပ်အစ်စ်ကိုပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်ဒီနှစ်စီရင်စစ်ထုတ်စီရင်ခံစာမှာအရင်ကတခါမှမပါခဲ့ဘူးတဲ့မြာကျွန်းသာပြည်သူ့ဥယျာဉ်နဲ့ natural wall လို့ကိစ္စရပ်တွေပါဝင်လာခဲ့တာကိုအားရကျင်းနေနေသူကဒေါက်တာညညိုသင်းမှာနောက်အစ်စ်တက်လာမဲ့လှစ်တော်ကိုယ်စားလှယ်တွေအနေနဲ့ဒီအစီရင်ခံစာတွေကနေတဆင့်ဘာတွေပြောင်းလဲရမလဲဆိုတာကိုလေ့လာနိုင်မှာပါ။ ချောအစင်ခန်းစာကတော့ထူးခြားတယ်လေ။နော်ဟိုပြီးခဲ့တဲ့ဒီအစင်ခန်းစာတွေမှာမပါတဲ့အချက်တွေပေါ့နော်။သို့တော်လည်းပဲတချို့သောအချက်တွေကပြီးခဲ့တဲ့အစင်ခန်းစာမှာကလေးကပြောပြသင့်တဲ့ကိစ္စတွေပေါ့နော်။ဥပမာပြင်မြကျွမ်းသာကိစ္စလိုမျိုးဟိုဈေးကဘာကုမ္ပဏီနဲ့ကိစ္စလိုမျိုးပြည်သူ့အရင်ထဲမှာအငှားချတဲ့ ဒီ natural world community နဲ့ပတ်သက်တဲ့ကိစ္စမျိုးပေါ့နော်အဲ့ဒီကိစ္စတွေကပြီးခဲ့တဲ့အစီရင်ခံစာတွေမှာပါတင်တာပေါ့နော်။ဟောသို့တော်လည်းပဲဒီနောက်အကြောင်းမျိုးမျိုးကြောင့်အခုလိုနောက်ဆုံးအစီရင်ခံစာမှာပါလာတယ်ပေါ့နော်။အဲ့တော့နောက်အစိုးရအနေနဲ့အဆောင်ရွက်စရာတွေအများကြီးရှိသွားတာပေါ့နော်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့တော့အခုမှတော့ဟိုဘာမှတော့ဟိုမပြောထူးထူးထွေမပြောချင်တော့ပါဘူး။သို့တော်လည်းပဲတင်ပြလာတဲ့တင်ပြချက်တွေအပေါ်မှာတော့အန်တီတို့ဒါနှစ်ထောင်အရာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နောက်နာမဲ့လွှတ်တော်ကုစလဲတွေအနေနဲ့လည်းဒီအစီရင်ခံစာကိုပြည်ချဖတ်ပြီးတော့ပေါ့နော်။ သူတို့လက်ထက်ကြလို့ရှိရင်ဘာတွေကိုပြုပြင်ပြောင်းလဲရမလဲဆိုတာသူတို့သိသွားမှာသိသွားမှာပေါ့နော်ဒါကြောင့်မလို့ဒီအစီရင်ခံစားလေးကိုအတီတို့ကတော့ကျေးဇူးပါတယ်